ကဲအချိန်ရအောင်လေးခဏစိတ်လေးတစ်စိတ်ပြပေးပါမယ်နော်ဒီစိတ်ကတပတ်ကိုတကွက်လိုက်တဲ့မှုပေါ့နော်ဖော်မွေးစိတ်ပေါ့တဲ့ပါနော်အဲဒီစိတ်ကတကွက်ကအောင်သွားပြီပေါ့နော်ဒီစိတ်ကအောင်သွားပြီပေါ့ဒီပထိန်ထဲနေနောက်တစ်စိတ်ကိုကြမ်းနေတယ်ဗျနော်ဟုတ်ကဲ့94ခုနှစ်မှာနော်336တဲ့ထွက်တာပါပထမကပါနော်နောက်2009ခုနှစ်မှာ 336ဒုတိယကပါနော်နော်မနစ်ကပါနော်2024 336ဒေထွက်လာအားလုံး3ကပဲရှိတယ်ကလင်တာမှာနော်ဟုတ်ပြီပထမကမှာ336လို့ဖိန်တယ်လိုက်မှာပေါ့နော်သူတဲထွက်လိုက်လို့သူရဲ့ဒီ3ထိပ်ကသူရဲ့ဒီရှင်းနေထဲမှာလေ3ထိပ်ညိမ့်နေနော်3ရဲ့ပါဝါ8ဒီအပိတ်နေပါနော် ၃ထိပ်၈ပိတ်ကမူတည်လို့ကြာပေးတာပေါ့နော်၃ထိပ်၈ပိတ်လို့ကြာလိုက်ရင်၃ထိပ်၈ပိတ်ကြာလိုက်ရင်ကျွန်တော်တို့သူ့ရဲ့ဒီအနောက်ဘက်ကဒီတိခါထိန်နဲ့အဲ့ဒီရှစ်ခါထိန်နဲ့ကနှလုံးမောင်းကြီးကိုးလို့ပုံတည်ဖြစ်တာပေါ့နော်ခါနှလုံးမောင်းကြီးကကိုးလို့ပုံတည်လိုက်ထက်ပေါ့နော်ဤဥမာနော်၃ရှစ်၈မှာနော်၃ထိပ်၈ပိတ်ကမူတည်ပေါ့နော်သူ့နောက်ဘက်တပင်ကြောင့်ကတိခါနဲ့ရှစ်ခါနဲ့ကိုးလို့နော်ခါနှလုံးကကိုးပုံတည်ဖြစ်ခြင်းနဲ့၃ရှစ်၈မှာနော်ပထမကမ္မ နော်2009ခုနှစ်မှာဒုတိယ336လက်ထွက်နေပြန်တော့သူ့ရဲ့ဒီရှင်းနေမှာပေါ့နော်ပထမကတ်လို့ပဲနော်သုံးထိတ်သုံးရပါဘာရှစ်ကအပိတ်ပါနော်သုံးလေးရှစ်ပိတ်ကမူတည်ပေါ့နော်အဲ့သုံးလေးရှစ်ပိတ်လို့ကြာလန်သူ့ရဲ့ဒီအနောက်ဘက်တပင်ညောင်မှာငါးခါထိန်မှာနော်ငါးခါထိန်နဲ့အဲ့ဒီလေးခါထိန်နဲ့ခါနှလုံးပေါင်းခြင်းကနော်ကိုလိုပုံတည်ဖြစ်တာပါနော် ခန်းနှလုံးကကိုယ်လိုပုံတွေလိုက်ထဲတာပါနော်ကျွန်တော်တို့ဒီသုံးထိပ်ရှစ်ပိတ်ကိုပေါ့နော်ခန်းနှလုံးကိုပြီးရှင်းပါနော်သုံးလေးရှစ်ပေါ့နော်ဒုတိယကမှာเออအခုเนาะတတိယကပေါ့2024336တဲလို့ထွက်လိုက်တယ်เนาะဒါအောင်သွားပြီဒီရဲ့တစ်ဆိုင်ကเนาะနောက်သူ336ရှစ်နှစ်မှာ3ထိပ်8ပိတ်ကငူတီပေါ့เนาะ3ထိပ်8ပိတ်ပေါ့เนาะ သုံးထိပ်ရှစ်ပိတ်ကဘူဒီအဲ့လိုကြာလာရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့ဒီနောက်ဖက်မှာတစ်ခါပါနော်တစ်ခါနဲ့ဒီရှစ်ခါမှာနော်ခါနှလုံးဟာကိုးလိုပုံတည်ဖြစ်မှာပါနော်အဲ့မှာ388ပါနော်388မှာအဒဲတက်ကွက်လိုက်တဲ့မူကအောင်သွားပြီပေါ့နော်ဟုတ်ကဲ့ပြန်ပြောမယ်နော်336ရဲ့ရှစ်နှစ်မှာ သုံးထိပ်ရှစ်ပိတ်ကမှုတီထွက်လာရင်ကျွန်တော်တို့သူ့နောက်ဘက်တပင်ကြောင်ကတစ်ခါနဲ့အဲ့သုံးထိပ်ရှစ်ပိတ်ထွက်တဲ့ခါရင်ရှစ်ခါနဲ့နော်ခါနှလုံးပေါင်းကြီး6လို့ပုံတီဖြစ်ချင်းနဲ့သုံးရှိရှိနောက်ဒုတိယ336လို့တင်ထွက်ပြီးသူရှင်းနေမှာသုံးထိပ်ရှစ်ပိတ်ကြလာရင်သူ့ရဲ့နောက်ဘက်တပင်ကြောင်က9ခါနဲ့နော်အဲ့သုံးထိပ်ရှစ်ပိတ်က4ခါဝင်မှာနော်ခါနှလုံးပေါင်းကြီး6လို့ပုံတီဖြစ်ချင်းနဲ့နော်3 4 8ဒုတိယကမှာခုဒီတတိယကမှာနော်336တင်ထွက်ပြီးဆိုတော့နော်ဒီဒီထဲပေါ့နော် သုံးထိပ်ရှစ်ပိတ်ကမှုသေးလို့နော်ဒီမှာကြပြီဆိုတော့အာ6ခါနဲ့ဒီအနောက်ဘက်မှာ1ခါရှိတယ်နော် တစ်ခါရှိလို့ကိုးပြန်ရှစ်ခါဝင်မှာကိုးလို့ဖြစ်တာခါနှလုံးကလာသူ၃ရှိရှိလို့နော်ဒီတစ်စိတ်ကအောင်သွားပြီပေါ့နော်လာသူတစ်စိတ်ကြာနေမယ်ဒီစိတ်ကြိမ်မှာနော်အထောက်တစ်ခုကဒီစိတ်ကြိမ်မှာကြာဖို့ရှိနေလို့နော်ဒါကျွန်တော်မှပါအယံကနာနေရပေါ့နော်အယံကနာနေရစိတ်လေးပါတစ်စိတ်ရအင်းတစ်စိတ်ကကျွန်တော် ဲဒီတစ်စိတ်ကြံနေတာလေးอ่ะเนาะဒါဒီစက်တိကျိတ်မှာเนาะဒါလည်းတဲတကွဲလိုက်မှုအခုကြံနေတာလည်းတဲတကွဲလိုက်မှုပါเนาะဘာဒီ336တဲထွက်တဲ့နေ့ထဲကလေเนาะဒီနောက်တွဲရေကဲဒီနောက်တွဲရေဒီ9ပိုက်ရေဟုတ်ပြီနော်ဒီ၄ကထိစီးဖြစ်မယ်၅ကခါထိန်ဒီ၄ကအပိတ်၄၅၄ဆိုတော့ကဏ္ဍပေါ့နော်ဒီမှာထွက်တာပါ ါလည်းအားစရာမလိုဘူးနော်ဒါလည်းအားစရာမလိုဘူးအောင်တော့တယ်လို့ဒါလည်းအားစရာမလိုပါဘူးနော်ဒီကောင်ထိတ်စည်းလေးရဒီငါအခါနဲ့ဒီလေးရပိတ်လေးငါလေးလို့နော်ဒီမှာထွက်တယ်သူထွက်တော့မယ်ဆိုဒီအဲ့နေ့ထက်ကနော်ဂူပရရဲ့ဒီအောက်ဆုံးကကမ္ဘာလမ်းထွက်တာပါနော်နော်388ဆိုဂူပရနော်အဲ့ဂူပရရဲ့နော်အဲ့နေ့ထက်ဂူပရစားထွက်လိုက်တာ ਨੇ ဒီစိတ်ကိုပေးတာပဲ၄၅၄ကိုနော် ဟုတ်ပြီဒုတိယကတ်နော်336ရှင်းနေမှာ38ပိတ်နဲ့ဒီလိုခါနှလုံး9လိုက်ထည့်ခြင်းနဲ့38ကိုလည်းအောင်သွားပြီဆိုတော့နော်အဲ့ဒါအောင်ပြီးမှဒီအောက်မှာကျန်နေတဲ့အမ်အ sorry အဲ့နေ့ထက်ကပထမဆုံးပရိတ်9ခုစကြပြီပေါ့နော်ဒီ35လေးကပရိတ်9ပေါ့နော်နော်336ရက်ဒီရှင်းနေမှာနော်ပရိတ်9စကြတာနေပေါ့နော်ကဲဒီနောက်တွဲနဲ့ဒီ9နဲ့ 6ကထိတ်စီ9ကလည်း3ကနောက်ပိတ်635လို့ကဲဒီမှာတက်ွက်သေးနော်6 653ပါနော်ဟုတ်ကဲ့နော်အဲ့ဒီထဲမှာပထမဆုံးဂိုးပလိုက်လို့စားထွက်လာတာ ਨੇ သူရအောင်ဆောင်ကကဏ္ဍနဲ့ဖြစ်တာ63 653 ਨੇ နော်653တဲပဲဟုတ်ပြီနော်ပထမကလည်း336တဲထွက်လိုက်တာ ਨੇ နော်သူရအရှင်းနေမှာဒါပထမဆုံးဂိုးပလိုက်လို့စားကြတာ388ကနော်ဒါဆိုသူရဒီအောင်ဆောင်ကနော်၄၅၄ဆိုရဲကဏ္ဍဒီတဲပါ နော်သုံးသုံးချက်တက်ထွက်လိုက်သူ့ရဲ့ဒီရှင်နေတဲ့မှာနော်ပထမဆုံးပရိတ်ကိုလို့ဒီမှာကြားလိုက်တာပါနော်နောက်သူ့ရဲ့အောက်ဆောင်က653ကဒီမှာတင်းရပါနော်ဒီမှာ336တင်းရပါနော်ဒီရဲ့စိတ်ကလည်းအောင်သွားပြီနော်အဲဆိုတော့ကျွန်တော်တို့အဲ့ဒီထဲမှာလည်းပထမဆုံးပရိတ်ကိုဒါပရိတ်ကိုမဟုတ်ပြန်နော်ဒါပရိတ်3ပရိတ်9ပရိတ်9ဒါပရိတ်1ဒါပရိတ်4ဒါပရိတ်1ဒါပရိတ်1ဒီမှာပရိတ်9ပြန်ဒီ388ပဲနော်388ကပရိတ်9ဒါဆိုသူ့ရဲ့ဒီအောက်က အနားနဲ့ဖြည့်ရတော့မှာတဲ့ကဲကိုသုံးတော့တွဲနေသေးတုံညာနဲ့နော်ပထမကဒုတိယကလိုပဲကိုကထိတ်စည်းဖြည့်မယ်ဗျတုံညာလေရင်သုံးနောက်ပိတ်ကိုတုံညာသုံးလို့အခုဒီစက်တီချိန်မှာဒါကျွန်တော်မှပါနော်အရင်ကနားနဲ့မှာထဲပေးတဲ့ကနားမှာနော်အဲ့ကနားကိုတုံညာသုံးကျွန်တော်ရဲ့မှာပါတတိယနေရာမှာထဲပေးတဲ့ကနားအားစရာမလိုပါဘူးနော်ဒါဒီချိန်မှာ မပေးခဲ့သေးတော့နော်ဒီနေ့ထဲမှာလိုက်ရမှာတကွက်ထဲလိုက်တဲ့မူမှာနော်ဘာတကွက်ဆိုတော့ဒါနော်ဒါမျိုးလိုက်ပြောပါတယ်ဗျာနော်ဟုတ်ကဲ့နော်ဒါပထမကတ်မှာ336ရဲ့ရှင်းနေမှာလေနော်336ရဲ့ဒီရှင်းနေမှာပရိတ်ကိုလို့ဒီမှာနေဦးမှာစားထွက်လိုက်တော့ပရိတ်ကိုရဲ့အောက်ဆောင်ကနေဖြစ်တာ454ဆိုတဲ့ကဏ္ဍဒီမှာ454ပဲနော်ဒုတိယကတ်336တဲထွက်လိုက်တော့သူ့ရဲ့ရှင်းနေမှာနော်ပရိတ်ကိုလို့ဒီမှာစားကြလိုက်ပြီဆိုတော့ねနော်သူ့ရဲ့ဒီအောက်ဆောင်ကနော်653ဆိုတဲ့ကဏ္ဍ ်653တဲ့လူပဲเนาะတစ်ခွက်လိုက်မှုနေထွက်ခဲ့တယ်အခုဒီမှာ336เนาะဆိုတော့ဒီနေ့တည်းပေါ့เนาะပြိတ်6လို့เนาะစကြတာဒီမှာစကြတာမှာဒီ3ရှစ်ရှစ်မှာဒါပြိတ်6ပဲเนาะအဲဆိုသူ့ရဲ့ဒီအောင်ဝင်လေးဖြစ်ရမှာဆို9တုံညာ3อ่ะเนาะဒီချိန်မှာ9တုံညာ3တဲ့ပါเนาะဒီပြိတ်ထောက်နေအောင်မယ်ဆိုရင်9တုံညာ3ဒီချိန်ဖြစ်ရမှာပေါ့เนาะ9တုံညာ3နေဖြစ်ရမယ်အဲဒီချိန်မှာမပြီးသေးဘူးဆိုရင်ဒါဘတ်စင်လူဒီတစ်ခွက်လိုက်တဲ့မှုမှုเนาะလာမယ့်72ချိန်မှာဆိုတုံညာ3လေးပေါ့เนาะအဲ့လိုပေါ့ ဒီအောက်မှာဆိုရင်လက်သုံးညာ၄သုံးပေါ့နော်အဲအဲ့လိုလာမယ်ကြာနော်အတခွက်လိုက်လက်မူပေါ့နော်နှစ်ကုံထိနောက်အထောက်တစ်ခုနင်းကရှိသေးတယ်နော်အဲ့ဒါလေးကတော့ဒါရောက်အချိန်ရောက်မှာပဲကျွန်တော်မှမာလေးဟူပြပေးမယ်နော်ပြပေးပါမယ်အခုတော့တကွက်နေနဲ့လိုက်ချင်တဲ့ညာတကွက်လိုက်လို့ရအောင်လို့နော်ပြပေးလိုက်တယ်နော်ဒီ336ပထမနော်ဒီ38ပိတ်နဲ့ဒီလိုခါနှလုံး၉ချင်းနဲ့38ကအောင်သွားပြီ နောက်ဒီပရိတ်ကိုစားကြတယ်သူအားက၄၅၄ဆိုတဲ့ကနာနော်ဒါလည်းပြီးသွားခဲ့ပြီပေါ့နော်နောက်ဒုတိယပေါ့နော်၃၃၆ဒုတိယကတိထွက်လိုက်တာနဲ့ရှင်းရမှာ၃၄၈ဘိတ်ကမူတည်နော်ဒီလိုခါနှလုံးပေါင်းခြင်း၉ဆိုတဲ့ကနာလိုက်တာနဲ့၃၄၈နော်ပြီးသွားပြီဒါဆိုအင်းဒီထဲကပရိတ်ကိုလို့စားကြတယ်သူရဲ့အားက၆၅၃ဆိုတဲ့ကနာလည်းပြီးသွားခဲ့ပြီနော်အဲဒုတိယကနော်၃ကပဲရှိတယ်ဒါနောက်ဒီရဲ့ပရိတ်ကနော် သုံးထိပ်ရှစ်ပိတ်နဲ့နော်ဒီလိုခါနှလုံးပေါင်းခြင်း9လို့နော်သုံးရှစ်ရှစ်ကိုအောင်သွားပြီနော်ဒါဆိုဒီစိတ်ကကြံနေတယ်နော်အဲဆိုတော့ဒီနေ့ထက်မှာပရိတ်9လို့စကြတာလဲဒီသုံးရှစ်ရှစ်ကပရိတ်9ရဲ့အပေါ်မှာမစကြအောင်နော်ဒါပထမဆုံးပရိတ်9ကြာနေ9တုံညာ3ဒီဒီချိန်မှာနော်ဟုတ်ကဲ့ဒါဒီချိန်မှာဒီပရိတ်9ထောက်နေတာအောင်ခဲ့မယ်ဆိုဒီချိန်ဖြစ်မှာနော်9တုံညာ3တည့်ရပါနော်နော်ဒီလိုတကွက်လိုက်တဲ့မူဒီကကျွန်တော်တို့ဒါအပစင်တကွက်လိုက်ရမှာပေါ့နော် ကျွန်တော်ဖမ်းပြီးတဲ့ချိန်တည်းမှာမအောင်သေးရင်တော့ဒါမှတ်ထားပါဒီရဲ့ site ဒီကိုတော့ကဲဒီလောက်ပါပဲဗျာเนาะဒီလောက်ပါပဲဒါကျွန်တော်ရဲ့ဖုန်းနံပါတ်ပါเนาะ0965486ပါเนาะဟုတ်ကဲ့ဒါကျွန်တော်ဒုတိယ6လ မမဝင်းလုံသူများဒီဖုန်းနံပါတ်ကိုဆက်သွယ်ပေးပါနော်39669956ဒါဒီဖုန်းကနော် GB ကောက်ရှိတယ် WiFi ကောက်ရှိတယ်ဒီဖုန်းနံပါတ်ကနော်ဒုတိယ6လနှစ်ခုထိပေါ့နော်ဒါဒုတိယ6လဆိုတော့မမကြီးရကျွန်တော်ငါးတောင်းတတ်မှထားပါတယ်နော်ကဲကျွန်တော်ရဲ့ မမတွေကိုလည်းဒီညမှာပကပို့ပါမယ်နော်အပါအော်ဒီကတော့ကျွန်တော်စောတရဗီဒီယိုဖိုင်နဲ့ပြပေးထားပြီနော်စက်တကြိမ်နော်ဒီချိန်ပါအော်ဒီကတော့ကျွန်တော်တို့ဒီ2025အထူးမွေးကနန်းဆိုပြီးကျွန်တော်အစောတရမွေးခင်းထားတယ်နော်ဒီပွဲမှာအော်ပါတယ်နော်ကျွန်တော်တို့ဟုတ်ကဲ့စိတ်ကတော့ကြာစိတ်ကအများကြီးနော်မြင်တဲ့အတိုင်းမှာတော့ကျွန်တော်မှာစိုက်ဆွဲပြီးတော့ပို့ထားတာလဲမနေဘူးနော် ဒါပြီးဒီဖွယ်နေလဲပြထားတယ်ငါးစုံနှင်းကိုလည်းအောင်နေတဲ့မွေးကနန်းလည်းဖြစ်တာပေါ့နော်။ကဲဒီတော့ပါပဲဗျာနော်အားလုံးကံကောင်းကြပါစေ။